Did you know? ဖန်ဓာပြတိုက်မှုတစ်ခုမှာဓားစာကန်တွေကသူတို့ကိုဖမ်းထားတဲ့ဓားပြတွေကိုရဲတွေလက်ကနေကာကွယ်ပေးပြီးရဲတွေလာခဲ့တဲ့အခါမှာတောင်အိမ်မပြန်ချင်းပဲဓားပြတွေနဲ့အတူလိုက်သွားဖို့တောင်းဆိုခဲ့တဲ့ထူးဆန်းတဲ့ဖိရဲ့တစ်ခုတမိုင်းမှာတကယ်ရှိခဲ့တယ်ဆိုတာသင်သိပါသလားသင်သိပါသလားပြီးခဲ့တဲ့အပိုင်းမှာတော့ဘရာဇီးနိုင်ငံကဥမင်လိုင်ကောင်းဓားပြတိုက်မှုအကြောင်းကိုတင်ဆက်ထည့်ပါတယ် ဒီနေ့တမိုင်းဝင်အကြီးကျယ်ဆုံးဓာပြတိုက်မှုများစီးရီးရဲ့အချက်ထမမြောက်အပိုင်းမှာတော့ကမ္ဘာကျော် Stockholm Syndrome Stockholm ယောဂါစုဆိုတဲ့စကလုံးကိုမွေးဖွားပေးခဲ့တဲ့1983ခုနှစ်ဆွီဒီနိုင်ငံက Nomastone ဓာပြတိုက်မှုအကြောင်းကိုတင်ဆက်ပေးသွားမှာပါပဲ1983ခုနှစ်ဩဂုတ်လ23ရက်နေ့ဆွီဒီနိုင်ငံ Stockholm မြို့လယ်က Credit Banken ဘဏ်ထဲကို Jan Eric Osen ဆိုတဲ့ထောင်ပြေးတလောက်ကစက်တနက်တလက်ညဝင်ရောက်လာခဲ့ပါတယ် သူကမျက်နှာချက်ကိုတနက်ပြဖောက်ပြီးပွေးစားပြီးဟိ The party has just began လို့ဩဟစ်ခဲ့ပါတယ်။သူဟာဘန်ဝင်တန်းအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးစုစုပေါင်း4ယောက်ကိုဓားစကန်အဖြစ်ဖမ်းဆီးပြီးဘန်းရဲ့အဓိကမိခင်တေတာခန်းဗော့ဖရမာပိတ်လောင်ထားလိုက်ပါတယ်။ရဲဒီရောက်တဲ့အခါမှာအိုလ်ဆန်ကသူ့တောင်းဆိုချက်တွေကိုပြောပြပါတယ်။သူ့တောင်းဆိုချက်တွေကတော့ဆွီဒင်ခရိုနာ3တန်းဒေါ်လာ9သိန်းခန်းတနက်နက်လက်ကြီးကန်အင်ဂျီတွေ ဦးထုပ်ဒီမြန်နုံညင်ကားတစီနဲ့အရေးကြီးဆုံးအချက်ကတော့ထောင်ထဲမှာရှိနေတဲ့သူ့ရဲ့တငယ်ချင်းနာမည်ကျော်ဒါဗျဒါဗျ Club Olofsson ကိုဘန်စီကိုခေါ်ဆောင်လာပေးဖို့ပါပဲရဲဒီကဒါဇခန်တို့ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်တဲ့အတွက်သူ့တောင်းဆိုချက်တွေကိုလိုက်လျောခဲ့ပြီး Club Olofsson ကိုဘန်ထဲကိုပို့ဆောင်ပေးခဲ့ပါတယ်ဒီနေရာမှာပဲထူးဆန်းတဲ့အလဲအပြောင်းစတင်မှာတော့တယ်မီဂန်တေတာကန် Volt ထဲမှာ6ရက်ကအတူနေထိုင်ရတဲ့အခါမှာ ဓာပြနေအောင်နဲ့ဓာစကန်၄လောက်ကြာမှရှင်းပြရက်ခတဲ့တန်ရောစင်တစ်ခုဖြစ်ပေါ်လာပါတယ်။ဓာပြတွေကဓာစကန်တွေကိုရက်ဆက်သွာဆက်ဆံမယ်လို့မဆမ်းမသူ့ရဲ့အုံကြီးတွေကိုခြုံပြတာ အစားတောက်မျှဝေတာနှစ်သိမ့်ပြတာတွေလုပ်ခဲ့ပါတယ်။အထူးသဖြင့် Kristin Enmark ဆိုတဲ့ဓာစကန်အမျိုးသမီးဆိုရင်ဓာပြခေါင်းဆောင် Olofsson နဲ့ယင်းနှီးတဲ့ဆက်ဆံရေးတောင်စီးခဲ့တယ်လို့ဆိုပါတယ်။သူတို့ဟာရဲတွေကိုကြောက်ရွံ့လာပြီးဓာပြတွေကိုသူတို့ရဲ့ကေတင်ရှင်အဖြစ်မြင်လာကြပါတယ်။ ခရစ်စတန်အန်မာဟာဆွီဒင်ဝင်ကြီးချုပ်အိုလက်ဖ်ပယ်မီစီကိုတောင်းဖုံးဆက်ပြီးကျမဒီလူနှစ်ယောက်နဲ့နေရတာဘာမှမကြောက်ပါဘူးရဲတွေက ဝင်ရောက်စီးနင်းပြီးကျမတို့ကိုတတ်ဖြစ်မှာကိုပဲကြောက်နေတာပါကျမတို့ကိုဒီလူတွေနဲ့အတူကားမောင်းထွက်ပြေးခွင့်ပေးပါလို့ငိုယိုပြီးတောင်းဆိုခဲ့တဲ့အထီးဖြစ်ခဲ့ပါတယ်ဒါကဒကဘောက်လုံးကိုအန်အားတင်စေခဲ့ပါတယ်ခါရမြောင်နေဩဂုတ်လ28ရက်နေ့မှာတော့ရဲတွေကမိခင်တက်တာကန်ရဲ့မျက်နှာချံကို ဖောက်ပြီးမျက်ရည်ယိုပုံးတွေ tear gas တွေပစ်သွင်းပြီးစီးနင်းကိုဆုံးဖြတ်လိုက်ပါတယ်။ဒါပြတွေကလက်နက်ချအဖမ်းခံခဲ့ပါတယ်။ဒါပေမဲ့အန်အောစရာကောင်းတာကဓားစခန်တွေကရဲတွေကိုကာကွယ်ပေးဖို့ကြိုးစားခဲ့ပြီးဓားပြတွေကိုရဲတွေပစ်တတ်မှဆိုလို့သူတို့ရဲ့ကိုခန္ဓာတွေနဲ့ကာကွယ်ထားခဲ့ကြပါတယ်။သူတို့လွတ်မြောက်လာတဲ့အခါမှာလဲရဲတွေကိုကျေးဇူးတင်မယ်စားဆဲဆိုကြပြီးဓားပြတွေကိုဖတ်လဲတငင်းနှုတ်ဆက်ထဲကြပါသေးတယ်။စိတ်ပိုင်းဆိုင်ရာစီးရရှင် Nils Bejaru ကဒီထူးဆန်းတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို no man storm syndrome လို့အမည်ပေးခဲ့ပြီးနောက်ပိုင်းမှာတော့တကမ္ဘာလုံးက Stockholm syndrome လို့လူသိများလာခဲ့တယ်မှာဒါဟာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာစင်တန်ရပ်တည်နေဖို့အတွက်အုံနောက်ကဖန်တီးလိုက်တဲ့ကာကွယ်ရေးယန္တရားတစ်ခုလို့ယူဆကြပါတယ်။အိုရဆန်ဟာထောင်နန်ကဆာနဲ့ချမှတ်ခံခဲ့ပြီးထောင်ကလွတ်မြောက်လာတဲ့အခါမှာထိုင်းနိုင်ငံကိုပြောင်းလဲရွေးချယ်နေထိုင်ခဲ့ပါတယ်။အိုလော့ဖ်ဆန်ကတော့ပြန်လည်လွတ်မြောက်သွားခဲ့ပါတယ်။ဒီဖြစ်ရပ်က လူသားတွေရဲ့စိတ်ဟာအစွန်းရအခြေအနေများမှာဘလောက်ထိစမ်းချဲ့စွာပြောင်းလဲသွားနိုင်လဲဆိုတာကိုပြသနေတဲ့သမိုင်းဝင်သင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုရင်တော့ဓားစကန်တွေကဓားပြတွေကိုချစ်ချင်သွားတဲ့ဒီထူးဆန်းတဲ့ဓားပြတိုက်မှုကြီးဟာစိတ်ပိုင်းဘလောက်ကားကိုပါကင်လုတ်ခဲ့တဲ့သမိုင်းဝင်သင်ခန်းစာတစ်ခုပါပဲ။နောက်ထပ်သမိုင်းဝင်အကြီးအကျယ်ဆုံးဓားပြတိုက်မှုများ series ရဲ့အပိုင်းမှာတော့ walkie talkie စကားပြောစပြေးတွေကိုအပျော်မန်ရေဒီယိုသမားတယောက်က ကြားဖြတ်ဖမ်းယူမိတာကနေပေါက်ကြားသွားခဲ့တဲ့ Britain ရဲ့ The Baker Street Robbery နဲ့တော်ရင်မိသားစုရဲ့လူရွက်ချက်တွေပါဝင်နေတယ်ဆိုတဲ့ကောလာဟာတာဒီအကြောင်းကိုတင်ဆက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ညက် Like and Follow လုပ်ပြီးသင်မိတ်ဆွေတွေကို Share လုပ်သွားပေးပါဦးဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်